မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match La 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မှာအကြမ်းမဆက်တဲ့စစ်ကြောင်းနဲ့စစ်ကားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ15ရက်နေ့ည7:00နာရီကမှချောင်းမြို့နယ်နိုင်ရီကန်အကြမ်းမဆက်တဲ့ဂိတ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်သားများကို People Defense Force South Mouya တပ်ဖွဲ့ကတော်လိုင်းရဲဘော်များက ပရိသမိုင်း၄လုံးတပွိုင်နှလုံးတပွိုင်တို့ ਨੇ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမက်စလာ၁၆ရက်နေ့မနက်၈နာရီခွဲအချိန်မှာလဲမုံရွာမြို့ထဲကနေထွက်လာတဲ့ပန်ပြားကစစ်ကား9စီးကိုနိုင်ရီကန်နဲ့ရေပိုးစားဂျားထဲမှာတော်လိုင်းရဲဘော်များကပရိသမိုင်းနှလုံးတပွိုင်နဲ့ ခမှပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာကြက်မစစ်ကောင်းစီတပ်သားများဖိကိုက်တိုက်ဆုံမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲ့ရဲဘော်များအထိကိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွဲတဲ့ထိကိုက်တိုက်ဆုံမှုကိုတော့မသိရသေးပါဘူး။စစ်ခွဲကင်းမုန်းတဲ့ ဝေးပင်တော့ဂိတ်ကစစ်ခွဲတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်ပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ People Defense Force စောက်မုံရွာတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အလားတူပဲသခိုင်းတိုင်းရေဦးမြို့ပေါ်မှာလည်းကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားသုံးစီးကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပတ်ကားဖတာဝန်ခံကသတင်းပေးဖို့ပြောကြားထားပါတယ်မတ်လ15ရက်နေ့ည7:00နာရီကမှရေဦးမြို့ ဘိုးအောင်စီရရက်ကွက်အတွင်းမှာလှဲ့လေကင်းပတ်ရန်ထွက်လာတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားသုံးစီးကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော်လိုင်းရဲဘော်များက မိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်စစ်ခွေး3000တော့တည်ပြီးတော့6ခုကတော့အပြင်းထန်ဒဏ်ရာရရှိသွားပါတယ်စစ်ခွေးအင်အားကအယောက်30ပါတယ်ကားလေး3စီးနဲ့လာတာပါရှေ့ကဒစီးကမောင်းပြေးသွားပြီးတော့နောက်ကနှစ်စီးကမောင်းမရတော့ဘူးလို့သိရတယ်ပြည်သူတွေစစ်ခွေးတွေနဲ့အဝေးဆုံးမှာနေဖို့အတွက်အတိပေးကြပါတယ်စစ်ခွေးတွေအထိနာရလို့လက်နက်ကြီးတွေနဲ့ရွာတွေဘက်ကိုလှမ်းပြီးထုနေပါတယ်ရွာတွေဘက်ကိုလက်နက်ကြီးနဲ့ထုတာ၄ချက်ရှိနေပါပြီပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူးစစ်ခွေးအထိုင်ချတပ်ဆွဲထားတဲ့တိုင်းရင်းစေးုံကနေပြီးတော့လက်နက်ကြီးတွေနဲ့ထုနေတာပါ ရေဦးမြို့အနောက်ဘက်ချမ်းကိုလက်နက်ကြီးနဲ့ထုနေတာပါလို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ပတ်ကဖတာဝန်ခံကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာကားနက်စီးပြက်စီးသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းကံကြီးတောင်မြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်6တင်းတန်းစဉ်ကိုစဉ်ဘိုဘိုဟာရှေ့တန်းတိုက်ပွဲမှာတိုက်ဆုံသွားပြီးတော့လေးဖြတ်နေတဲ့ဖခင်ဖြစ်သူကြံနေရိတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၀ရက်နေ့မှာရှမ်းပြည်နယ်နဲ့ KNY ပြည်နယ်အစရှေ့တန်းစစ်မြေပြင်တိုက်ပွဲမှာကိုစဉ်ဘိုဘိုတိုက်ဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုစဉ်ဘိုဘိုဟာကံကြီးတောင်မြို့နယ်ရေလွင်းစိတ်အုပ်စုကဖြစ်ပြီးတော့စစ်မှုထမ်းအစားထိုးတပ်သားတဲ့အဖြစ်နဲ့အခါချင်းဝင်ရယူပြီးစစ်တပ်ထဲကိုလိုက်ပါခဲ့တဲ့လူငယ်တအုပ်ဖြစ်တယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့သတင်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများကမိသားစုဝင်များထံကိုလာရောက်ပြီးတော့အတိပေးပြောဆိုခဲ့တယ်လို့သိရပါတယ်။တေဆုံသွားတဲ့ကိုစင်ဘုံဘုံမှာမိခင်မရှိတော့ဘဲလေဖြတ်နေတဲ့ဖခင်သာကြံ့ရိုက်ခဲ့ပြီးတော့တားဖြစ်သူရဲ့သတင်းကြောင့်စိတ်ထိတ်ကြိုက်ဝမ်းနည်းနေတယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားတဲ့ကိုစင်ဘုံဘုံတေဆုံမှုအတွားစစ်တပ်ကရော်ချင်းနဲ့ခန်းစား권တစုံတရာပေးအပ်ခြင်းမရှိဘူးလို့ပြောပါတယ်။စစ်မှုထမ်းအပတ်စဉ်6ကငွေချင်းနဲ့ရယူပြီးတော့စစ်မှုထမ်းအစားထိုးလိုက်သွားတဲ့ကိုစင်ဘုံဘုံ ရှမ်းပြည်ရှေ့တန်းစစ်မြေပြင်မှာတိုက်ဆုံသွားတယ်လို့စစ်ခွေးတွေကမိသားစုဝင်တွေကိုလာပြီးတော့ပြောသွားတယ်လို့သိရတယ်။ကိုစင်ပေါ်ပေါ်ရဲ့မိခင်ဖြစ်သူကတော့တေသွားတာတနည်းလောက်ကြောပြီးဖခင်ဖြစ်သူကတော့လေးဖြတ်နေတယ်။တားဖြစ်သူရဲ့သတင်းကြောင့်စိတ်ထိတ်ကိုက်နေတယ်လို့သိရတယ်လို့ဒေတာတွင်သတင်းရေးမိကပြန်လည်ပြောပြထားပါတယ်။ဒါအပြင်ရေတွင်စိတ်အုပ်စုအကြပါစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးထွန်းအောင်ကလည်းတေရတော်ရွာအုံတော်ရွာ ကျုံလာချောင်းဖျားရွာနဲ့ဒဂွန်တိုင်ရွာဗချမ်းတို့ကစစ်မှုထမ်းရအတွက်လူငယ်73ဦးပေးရမယ်ဆိုပြီးတော့အတင်းအဓမ္မတောင်းခံနေခြင်းကြောင့်လူငယ်အများအပြားဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံကနေပြည်ပနိုင်ငံများကို PJ အလုတ်အကန်နိုင်ငံကူးလက်မှတ်နဲ့ထွက်ခွာမယ့်အလုတ်သမားများအားလုံးဟာဒီကနေ့မတ်လ18ရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြည်ပနိုင်ငံများကိုထွက်ခွာခွင့်မရှိတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မတ်လ၁၀ရက်နေ့မှာစစ်ကောင်စီက ပြည်ချင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာမဲ့အလို့သမားများအလုံးဟာအလို့သမားဝင်ကြီးဌာနထံကိုအ ਨੇ စုံ9ရက်ချိုတင်ပြီးတော့ခွင့်ပြုချက်တောင်းရမယ်လို့အမိတ်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်အဲ့ဒီအမိတ်ဟာဒီကနေ့မက်စလာ18ရက်နေ့မှာစတင်အသက်ဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အလို့သမားတွေမှာ OWIC နိုင်ငံကူးလက်မှတ်လေရင်လက်မှတ်ရှိုံနဲ့တော့ပြည်ပကိုထွက်လို့မရတော့ပါဘူး။အလို့သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းရမယ်။ခွင့်ပြုချက်ရမှသွားရမယ်။ခွင့်ပြုချက်မရရင်လေးစိတ်မှပေးမသွားဘူးလို့ပြည်ပအလုပ်ကိုင်အေဂျင်စီပန်ရှင်တူကရှင်းပြထားပါတယ်။ ်စစ်ကောင်စီရဲ့အလုံသမားဝင်ကြီးဌာနကပြည်ပကိုနေစဉ်ထွက်ခွာခွင့်ပြုတဲ့အလုံသမားများစရင်ကိုရန်ကုန်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေးစိတ်များကိုပေးပို့မှာဖြစ်တယ်လို့သိရပါဗျ။အလုံသမားဝင်ကြီးဌာနကလေးစိတ်ကိုပေးပို့တဲ့ ခွင့်ပြုချက်စာရင်းထဲမှာမပါဝင်တဲ့သူများအနေနဲ့ပြည်ပကိုထွက်ခွာခွင့်ရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အလုံတမားဝင်ကြီးဌာနကအလုံတမားများကိုပြည်ပထွက်ခွင့်ပြည်ရမှာတနေ့ကိုအလုံတမားဥယျ၁၂၀ဝန်းကျင်သာခွင့်ပြုမှာဖြစ်တယ်လို့သိရကြောင်းပြည်ပလုပ်ငန်းအေဂျင်စီအတိုင်းဝိုင်းကပြောပြထားပါတယ်။ကျွန်တော်တို့သိထားရတာကတော့အလုံတမားဝင်ကြီးဌာနကပြည်ပကိုထွက်ခွာခွင့်ပြုမဲ့အလုံတမားအရေးအတွက် တနေ့ကို100နဲ့120ကြားပဲခွင့်ပြုမယ်လို့တည်ထားပါတယ်။အလို့သမားတွေပြည်ပကိုထွက်ခွာတာအရန်များနေလို့စီစစ်တာလို့သိရပါတယ်လို့ပြည်ပလုပ်ငန်းအေဂျင်စီပိုင်ရှင်ကရှင်းပြထားပါတယ်။အကြမ်းမစစ်ကောင်စီကထိုင်းနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးချစ်စွေကိုအလို့သမားဝင်းကြီးအဖြစ်ဇန်နဝါရီလ31ရက်နေ့မှာပြောင်းလဲခန့်အပ်ပြီးတဲ့နောက်ပြည်ပကိုတွားရောက်အလို့လုပ်ငန်းရန်အခုလိုမျိုးတင်းကျပ်တဲ့စီမင်းစီကံများကိုစစ်ကောင်စီကချမှတ်လာခြင်းဖြစ်ကြောင်းတင်ပြရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားပြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့စီးရဲနိုင်ငံရေးသတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းလေးမြနာမြို့နယ်မှာအချမ်းမဲ့စစ်တပ်ကစစ်ပေးဆောင်ရခိုင်လူမျိုးများကိုအေအေနဲ့ပတ်သက်တယ်ဆိုပြီးတော့လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ15ရက်နေ့ည7:00နာရီကမှလေးမြနာမြို့နယ်အတွင်းမှာရှိတဲ့ကွင်းကြီးချေးရွာအုပ်စုကိုအချမ်းမဲ့စစ်တပ်ကဝင်းရောက်စီးနှင်းခဲ့ပြီးတော့စစ်ပေးဆောင်ရခိုင်လူမျိုးများကိုအေအေနဲ့ပတ်သက်တယ်ဆိုပြီးတော့လိုက်လံဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အချမ်းမဲ့စစ်ကောင်စီတပ်သားများဟာအောင်ဆန်ကွင်းချေးရွာကစစ်ပေးဆောင်ရခိုင်လူမျိုးလူငယ်တအုပ်နဲ့ဇီးပင်ကွင်းချေးရွာကဥအောင်ဝင်းဆိုသူတို့ကို အိမ်နဲ့ပတ်သက်တယ်ဆိုပြီးတော့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီဖမ်းဆီးသွားတဲ့ရခိုင်လူမျိုးစစ်ဘေးရှောင်၂ဦးကိုဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုမသိရသေးပဲမိသားစုဝင်များနဲ့လည်းအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါဗါတယ်။ဒါအပြင်အကြမ်းတ်စစ်ကောင်စီတပ်သားများဟာကွင်းကြီးကျေးရွာအုပ်စုအတွင်ကျွေးရွာများကိုအချိန်ကြာမြင့်စွာဝင်ရောက်ပြီးတော့ရှောက်ဖွေမှုများလည်းလုပ်ဆောင်သွားတယ်လို့သိရပါဗါတယ်။ လေးမြနာမျိုးနယ်ကွင်းကြီးအုပ်စုကရွာတွေကိုစစ်ခွေးတွေကဝင်စီးပြီးတော့ရခိုင်ပြည်နယ်ဘက်ကစစ်ဆောင်တွေကိုအေးအေးနဲ့ပတ်သက်တယ်ဆိုပြီးလိုက်ဖမ်းနေတယ်လို့သိရတယ်။နှစ်ဦးတော့ဖမ်းဆီးခံလိုက်ရတယ်။ထမှန်ဖမ်းဆီးခံတဲ့သူတွေရှိမရှိဆိုတာတော့မသိရသေးဘူး။နှစ်ဦးပဲအတည်ပြုနိုင်သေးတယ်။ရွာတွေကိုလည်းစစ်ခွေးတွေကတက်ပြန့်ပြီးတော့ရှာဖွေတာတွေလုသွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။ဒါအပြင်အောင်စံခွေးချေးရွာကပြူစောတီတင်တန်းတက်ရောက်ထားတဲ့ ဝင်းစိုးဦးနဲ့ဇော်ထွန်းလက်ဆိုသူတို့ဟာလည်းအကြမ်းစစ်တပ်ကပေးထားတဲ့နံပါတ်တုံးများကိုကင်ဆောင်ပြီးတော့နေအိမ်တချို့ကိုဝင်းအောင်ရှာဖွေခြင်းများကိုလှုပ်ဆောင်ပြီးအေးအေးနဲ့ပတ်သက်ဆက်နွယ်ခြင်းမပြုရန်ချင်းချောက်ပြောဆိုခြင်းများကိုလည်းလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမောင်မြို့မှာရှိတဲ့ခရီးယန်ဘာသာဝင်တို့ရဲ့အထွတ်အမြတ်ထားရာစိန့်ပက်ထရစ်ဘုရားရှင်ခိုးကျောင်းတင်းအုပ်ဆရာကြီးရဲ့နေအိမ်ရုံးခန်းနဲ့စာသင်ကျောင်းတို့ကိုစစ်တပ်ကမိရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မနေ့ကမက်စလာ16ရက်နေ့ညနေ4နာရီအချိန်ကမှဗမော်မြို့မှာရှိတဲ့အထင်ကြီးရရှီဟောင်းခရစ်အန်ဘာသာဖျားရှိခိုးချောင်းကြီးဖြစ်တဲ့စိန့်ပက်ထရစ်ဖျားရှိခိုးချောင်းကိုစစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမိဟာတေးအုပ်ဆရာကြီးရဲ့နေအိမ်နဲ့ရုံငန်အမတ်နဲ့အခြေခံပညာအထက်တန်းကျောင်းတို့ကိုပါမိဆွဲပြီးတော့လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဗမော်မန်ဝင်းကြီးလန်ဒါဘေးစိန့်ပက်ထရစ် ကက်တလစ်ဘုရားရှိခိုးเจ้าကြီးကတော့ပြာကျသွားပါပြီစာတင်เจ้าမှာမီးလောင်သွားတယ်စစ်တပ်ကမီးရှို့သွားတာပါလို့ဗမော်ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်ဗမော်မြို့မှာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအခု3လကျော်ကြာမြင့်လာတဲ့အထိတိုက်ပွဲများဟာဆက်လက်ပြီးတော့ဖြစ်ပွားနေကစစ်တပ်ကလေเจ้าကနေပြစ်ခတ်မှုများကိုအကြီးအကျယ်လှုံ့ဆော်လျက်ရှိတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ